တောင်ကိုရီးယားနိုင်ငံဆိုးမျိုးကိုရှီကျင်းဖြင့်ရောင်းနေချိန်တရုတ်စံကျင်စံနာပြမှုတွေကြီးကျယ်ဖြစ်နေပါတယ်။တောင်ကိုရီးယားနိုင်ငံဂျောင်ဂျူးမှာကျင်းပတဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ဖွဲ့ရဲ့အစည်းအဝေးပြီးဆုံးပြီးနောက်တရုတ်သမားရှီနဲ့တောင်ကိုရီးယားသမားလီဂျီမျိုးအုံတို့တွေ့ဆုံခြင်းမှာရာပေါင်းများစွာသောစံနာပြသူတွေဟာဆိုးမျိုးတော်ကတရုတ်စံကျင်စံနာပြပွဲကြီးမှာပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကတောင်ကိုရီးယားဟာတောင်ကိုရီးယားနိုင်ငံသားတွေအတွက်ဖြစ်တယ်။တရုတ်ဖတ်သွားစားရှိတဲ့စာရည်ရေးတဲ့ဆိုင်းဘုံတွေကန်ဆောင်ရင်ကျွေးတော်ခဲ့ပါတယ်။ဟိုနေနေသားရဲ့လူစည်ကားနဲ့ဈေးဝယ်တန်းလျှောက်ချီတက်ခဲ့ပါတယ်။အသက်64နှစ်ရွယ်ဆန္ဒပြသူကြီးခင်ဟေဂျောင်းကတော့ Liberal Democracy ကာကွယ်ကြလို့ပြောပါတယ်။ရှီဟိုဇက်ဖဲ Free Unit ကဆန္ဒပြပွဲစီရင်သူပတ်ဂျွန်ယွန်းကခေါင်းဆောင်ဦးကြောင့်ခင်မရင်းနှီးပုံရတဲ့တွေ့ဆုံမှုကလက်ရှိပြဿနာကိုမဖြေရှင်းနိုင်ဘူးလို့ယုံကြည်တဲ့အကြောင်းပြောပါတယ်။ စတနေတာကာလာတွင်တောင်ကိုရီးယားနိုင်ငံစီပထမဆုံးအကြိမ်လာလေတဲ့ရှီကျင်းဖြင့်ဟာတရုတ်ပြည်မကြီးဆိုရဟာတောင်ကိုရီးယားဆိုရနဲ့ဆက်ဆက်ရေးအလုံးလေးထားပြီးပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ဖို့စိန်ခေါ်မှုတွေကိုပူးတွဲတုံ့ပြန်ဖို့ဆန္ဒရှိတယ်လို့ပြောပါတယ်။နေချင်းမျိုးကမြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းရေးအတွက်စာပြီးထိတွေ့ဆက်ဆံရမှာအစင်လိုက်ချင်းကပ်ဖို့နဲ့နျူကလ িয়ার လက်နက်တွေနောက်ထပ်တည်ပြုမှုရပ်တန့်ဖို့တောင်းဆိုပါတယ်။ဒါအပြင်မြောက်ကိုရီးယားကိုပြည်သူ့ဘောဆွဲဆောင်မှာကူညီဖို့လည်းတရုတ်ကိုတောင်းဆိုခဲ့ပါတယ်။ ရှင်ချင်းပြည်အတောင်ကိုရီးယားကနေမထောက်ကမီနိုင်ငံတော်စားတော့ပွဲကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ဒါအပြင်တရုတ်သမ္မတရှင်ချင်းပြည်ကတောင်ကိုရီးယားသမ္မတလူချင်းမျိုးကိုစမတ်ဖုန်းနှလုံးလက်ဆောင်ပေးခဲ့ပါတယ်။တလုံးကတော့လူချင်းမျိုးအတွက်နော်တလုံးကလူချင်းမျိုးရဲ့ဇနီးတဲ့အတွက်လို့ဆိုပါတယ်ဖုန်းနှလုံးစုံကိုတလုံးတရုတ်ရဲ့နာမည်ကြီး smartphone company Xiaomi ကထုတ်လုပ်ပြီးတောင်ကိုရီးယားမှာထုတ်တဲ့ display တွေကိုတက်ဆင်ထားတယ်လို့နောက်ပိုင်းမှာချီချင်းပြင်ရဲ့ပြောရေးဆိုခွင့်ကပုဂ္ဂိုလ်ကမှတ်ချက်ပေးခဲ့ပါတယ် ဆောင်းကင်မာကိုသမရနှယောက်ကအတူဆန်းတဲ့နေရင်လီဂျင်ပြောင်းကဖုန်းတွေအလုံးစုံဘလောက်ကောင်းလဲလို့မေးပါတယ်ရှင်ချင်းမြင်ကရေမမောနဲ့ lower spine app တွေပေါင်းပါစစ်ကြည့်လို့ရပါလေလို့တွန့်ပြန်ပါတယ်ဒါအောင်လီဂျင်ပြောင်းကရန်သဘောကြပြီးလက်ခုတ်လက်ဝါးတင်းရေးနေပါတယ်ရှင်ချင်းမြင်ကလူသားထဲမှာနောက်ပြောင်စကားတွေပြောဖို့ခင်းရင်းလေးရှိတာမို့ဒီအချိန်တွေကကြုံတော့တုံတွေအနေထားပါတောင်ကိုရီးယားနိုင်ငံမျိုးတော်ဆိုးမှာခြေဆိုင်တဲ့တမိုင်းသူတွေတွေကတော့ ကမ္ဘာကောင်းကောင်းတွေဟာထိလွယ်ရှားလွယ်ဖြစ်နေတဲ့တရှိုးလုံးမှုတွေကိုလူသားထဲမှာထောက်ပြောတာမျိုးကနေတတိကြည်ကြည်ထားရှောင်ကျင်နေရှိမိမယ်ဒီပုဂ္ဂိုလ်တယောက်ကတော့ဒီအကြောင်းအရာကိုဤမမောပေါ့ပါပြောခဲ့တယ်လို့မှတ်ချက်ပေးသွားပါတယ်ပြီးကြတဲ့နှစ်ပိုင်းတွင်အမေရိကန်နဲ့မဟာမိတ်တွေကတရုတ်နည်းပညာကုမ္ပဏီတွေရဲ့ထုတ်ပုံတွေထဲမှာစပိုင်လုံငန်းနဲ့တုံးတဲ့စိတ်ပိုင်းတွေလိုအပ်ထည့်သွင်းကြောင်းကြေပြန်းဆွဆွဲပါတယ် မေဂန်ပြည်နယ်ဩစတြေးလျတို့ဟာတရုတ်စစ်တပ်ရဲ့လုပ်ငန်းစုကြီးဝါဝေးကထုတ်တဲ့ 5G ကွန်ရက်တီပြည်တွင်းမှာတက်ဆင်ခွင့်မှာပိတ်ထားပါတယ်။ကျောင်းကတော့ဝါဝေးဟာတရုတ်အာဏာရှားကွန်မြူနစ်ပါတီ CCP နဲ့အရန်နီးစပ်တဲ့ဆက်ဆံရေးရှိတာကြောင့်ပါ။ထရိုင်ယံပထမသတ္တမတော်ကရှောင်းမီကိုလည်းနမပြစင်းသွင်းခဲ့ပြီးပြည်သူတွေအနေနဲ့ရှောင်းမီထုတ်ကုန်တွေမတုံ့သင့်ကြောင်းတိုက်တွန်းမှုပါတယ်။ဒါပေမဲ့ရှောင်းမီကအမေရိကန်ဆိုးရွားပေါ်တုံ့ပြန်တရားစွဲမှုမှာနိုင်ရခဲ့ပြီးနမပြစင်းဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြီးတော့တရုတ်စစ်တပ်နဲ့အဆက်ဆက်ရှိတယ်ဆိုတဲ့ဆွဆွချက်တွေကိုလည်းကုမ္ပဏီကခက်ခက်တိတိညင်းလာပါတယ်။ရှင်ကြီးပင်နဲ့လီဂျင်မျိုးတို့ဟာနိုင်ငံစီးပွားရေးပူးပေါင်းဆောင်မှုကိုပုံမှန်မြင့်တင်ဖို့ဖြစ်နိုင်ရည်တွေဆွနေပါတယ်။နော်ကိုရီးယားဟာအမေရိကန်ရဲ့ဆင်တော်မဟာမိတ်ဖြစ်ပြီးနီးစပ်တဲ့စစ်ဆင်ရေးကိုဆက်လက်ထိန်းသိမ်းထားသည့်တိုင်အောင်လီဂျင်မျိုးဟာတရုတ်နဲ့တင်မမှုကိုဖြေလျှော်ပြီးပူပေါင်းမှုကိုအရှင်မြင့်ဖို့လိုလားကြောင်းပြောပါလေ။ဒါကြောင့်လည်းပြည်တွင်းကုစားပေးတဲ့အင်အားစုတွေကလေကြီးမြောင်းဟာတရုတ်ကိုမျက်နှာတအလုံးကျုံပေးပောင်းနေတယ်လို့ဆွဆွဲထားပါဗျ။ သူမနာငင်တောင်ကိုရီးယားသမ္မတရောင်ဆိုင်ယူကတော့တရုတ်ဟာတောင်ကိုရီးယားရဲ့ရွေးကောက်ပွဲရလဒ်ကိုချဲလဲဆွတ်ဖတ်ဖို့စူးစမ်းနေသောဆွဆဲပြီးတရုတ်ကတော့ညင်းထားပါတယ်။ကျွမ်းကျင်သူတွေကတော့လီဂျင်မျိုးဟာရှေ့ကြည့်ဖြင့်လက်ဆောင်ပေးတဲ့ Xiaomi ဖုန်းတွေကိုအမေရိကအသုံးပြုပွဲမရှိဘူးလို့သုံးသပ်ပါတယ်။အရင်အရေးကြီးတဲ့ဆွလစ်ပြောဆိုမှုတွေကိုတရုတ်ဖုန်းတစ်လုံးနဲ့လုံဆောင်ဖို့ထိလီဂျင်မျိုးကအရင်မကိုလောက်ဘူးလို့ဩစတြေးလျနိုင်ငံလူကျွမ်းသူတွေဒီတွေကပြောပါတယ်။ဒီအစားမိသားစုအနေနဲ့ဆွမျိုးသားချင်းတွေကိုလက်ဆောင်ပေးတဲ့အတိုင်းမျိုးဖြစ်နိုင်တယ်လို့လည်းမှတ်ချက်ပေးသွားပါတယ်။